ဂျပန်နိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ကတိစောက်ခဲ့တဲ့ဟိမဲကြီးဆိုတဲ့ရဲတိုက်ကြီးကိုမြင်မှုတယ်ဆိုရင်တော့ဒီရဲတိုက်ရဲ့အပြင်ဘက်ကဘလောက်တောင်မှလှပခန်းထားလဲဆိုတာကိုသိကြမှာပါသူရဲ့နာမည်ပြောင်ကားတောင်မှငှက်ကြားဖြူရဲတိုက်ပါဒါပေမဲ့လို့ဒီခန်းထားတဲ့ဗိမာန်ကြီးရဲ့အောက်မှာလှုပ်ဝက်ထားတဲ့တွေးအေးရဲဆက်တဲ့တမိုင်းတစ်ခုရှိနေပါတယ်အဲ့ဒီရဲတိုက်ကြီးတဲကဘယ်တော့မှငြိမ်းချမ်းမှုမရရှိနိုင်တဲ့အိုကီကူဆိုတဲ့အစီကံမလေးရဲ့တစီကရှိနေတာပါအိုကီကူဟာရဲတိုက်ကနေအစီကံမလေးတရားပါသူရဲ့တခင်ကတော့မိသားစုအမွေအဖြစ်ကိုလက်ဆင့်ကမ်းလာတဲ့အဖိုးမဖြစ်နိုင်တဲ့ စင်ပကံ10ချက်ကိုအရန်မြန်လို့တံပိုးထားတဲ့သူတို့ပါတနေ့မှဆိုတော့ဖြင့်အဲ့ဒီပကံ10ချက်ထဲကတစ်ချက်ကပြောင်းဆုံးသွားပါပြီဒေါသအမျက်ချောင်းချောင်းကိုထွက်နေတဲ့တခင်ဟာလေအစီကံတွေထဲမှာအာအနေဆုံးဖြစ်တဲ့အိုကီကုကိုမတရားကိုဆွတ်ဆွဲပြီးတော့အပြစ်ပေးဖို့ကိုဆုံးဖြတ်လိုက်တယ်သူကတော့ခက်ချုံတောင်နေဖြောင်းချက်မရမချင်းကိုကြမ်းတမ်းတဲ့နှိမ့်ဆက်မှုတွေနဲ့ကိုဖိအားပေးပါပြီဒါပေမဲ့လို့အိုကီကုကအပြစ်ကဲဆင်တဲ့အတွက်ကိုဝန်မခံခဲ့ပါဘူးဒါလို့လည်းပဲနောက်ဆုံးမှာတခင်ရဲ့ရုံးမာတဲ့စိတ်ကပေါ်လာပြီး ငါ့ကိုချစ်သူအဖြစ်ကိုလက်ခံမယ်ဆိုရင်လှုပ်ပေးမယ်ဆိုပြီးတော့ရိုင်းဆိုင်တဲ့ကံလမ်းမှုတစ်ခုကိုလုပ်ခဲ့ပါပြီ။ဒါပေမဲ့လို့အိုကီကူဟာဆန်တော့ပြင်သူ့ရဲ့ဂုံတိတ်ခါကိုကာကွယ်ရင်းနဲ့တခင်ရဲ့အချစ်ကိုညှဉ်းပယ်လိုက်ပါပြီ။ဒါလိုမျိုးညှဉ်းပယ်မှုကတခင်ရဲ့ဒေါသကိုပိုပြီးတော့မိထိုးပေးလိုက်တယ်လို့ပါ။ဒေါသထွက်လွန်လို့အမှောင်ဖုံးနေတဲ့တခင်ဟာဘယ်သူမှမမြင်အောင်လို့အိုကီကူကိုရဲတိုင်းဝင်းထဲကရင်းနဲ့တွင်ကြီးစီကိုခေါ်သွားခဲ့ပါပြီ။ပြီးတော့ရရဲ့ဆက်ဆက်ကိုတွင်ထဲကိုပြစ်ချတပြက်လိုက်ပါပြီ။ဒါပေမဲ့လို့အိုကီကူရဲ့ဇလန်ကအဲ့ဒီမှာနေမပြီးဆုံးခဲ့ပါဘူး။သူမရဲ့ဝိညာဉ်ဟာငြိမ်းချမ်းမှုမရခဲ့ပါဘူး။ နှစ်တွေကြာလာတာနဲ့အများကတော့ရေတိုက်ကို6လက်နေတဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေကစတင်လာပါပြီ။ညာတိုင်းညာတဲ့သူကောင်ရဲ့အချိန်ရောက်ပြီဆိုရင်တော့ရေတိုက်အနေကသူတွေဟာရေတွင်းနဲ့ကြည်တဲ့ကနေပြီးတော့အမျိုးသမီးတယောက်ရဲ့ညီတွားအတန်ကိုကြာရလေးရှိပါပြီ။အဲ့ဒီအတန်ကပုဂံတွေတဲ့ကိုရေထွက်နေတဲ့အတန်ပါ။သူဟာလေပုဂံကိုချက်ကိုသာရေတွက်နိုင်ပြီးတော့ဆယ်ချက်မြောက်ကိုတော့ဘယ်တော့မှရေတွက်လို့မရဘူးလို့ဆိုကြပါပြီ။အမြဲတမ်းကိုမှရက်တန့်သွားပြီးတော့အဲ့ဒီနောက်မှာတစေမဟာလေနာကျင်မှုနာဒေါသတွေကြောင့်အသေးခိုက်မတက်ကိုအော်ဟင်းကိုယူတန်ကြီးနဲ့ဆူညံသွားလေးရှိတယ်လို့လည်းပြောပါရီး။ အိုကီကူဟာဆိုတော့ပြင်ပြောက်ဆုံးနေတဲ့တရမမြောက်ပကံကိုမတွေ့မချင်းငញ្ញမှုကိုရမှာမဟုတ်ဘူးဆိုပြီးတော့ဒေတာခန်တွေကလည်းဆိုကြပါသည်ဒီနေ့ခေတ်အထိတော်မှာပဲအဲ့ဒီရေတွင်ကိုလူတွေကကြောက်စရာရေတွင်လို့နာမည်ပေးထားတော့မှာဒေတာခန်တွေကအိုကီကူရဲ့ဝိညာဉ်ကိုငြိမ်းချမ်းစေဖို့နိလန်ပေါင်းစုံနဲ့ရှာဖွေခဲ့ကြပါသည်တတိုင်းတပုံးဟာဆိုတော့ပြင်တက်တီရှိတဲ့တန်ကတော့တပါဟာယူရီနာကိုတွားပြီးတော့အိုကီကူရဲ့ဝိညာဉ်ကိုကုညီဖို့စူးစမ်းခဲ့တယ်လို့လည်းဆိုပါသည်တန်ကတော့ဟာညာဘက်တကောင်ရံမှာအိုကီကူကကိုကျက်လို့ရေတွက်ပြီးတော့ရက်တမ်းမဲ့အချိန်ကိုစောင့်နေခဲ့ပါသည် ိုအီကူဟာဆိုတော့ပြင်ကိုလို့ပြောလိုက်တာနဲ့ပဲတပြိုင်တည်းတန်ကားတော့ကမြစ်တာစိနဲ့လျှက်တပြက်အော်ဟိလိုက်တာကတော့30ဆိုတဲ့စကလုံးပဲဖြစ်ပါတယ်။တန်ကားရောရဲ့ဂျိုးပဲမှုကြောင့်ပဲဝင်းညီဟာသူ့ရဲ့ရေတွယ်ချင်းတာဝန်ပြီးမြောက်သွားပြီမို့လို့ထိမှတ်ခဲ့ပြီးတော့နောက်ဆုံးမှဆိုတော့ပြင်ငြိမ်းချမ်းမှုရရှိသွားခဲ့တယ်လို့တချို့ကယုံကြည်ကြပါတယ်။ဒါပေမဲ့လို့တခြားသူတွေအနေနဲ့ကတော့အိုကီကူရဲ့ဝင်းညီဟာဘယ်တော့မှမသွားပေနဲ့ရင်ရင်းနဲ့မှပဲထာဝရပိတ်လောက်ခံထားနေရတော့မယ်လို့ဆိုပါတယ်။ဘလို့ပဲဖြစ်နေပါစေ။ ဖိမဲကြီးရဲတိုက်ဟာဂျပန်ရဲ့အလှတရားနဲ့အကြမ်းဖက်မှုတမိုင်းကိုတစ်ချိန်တည်းမှာဖော်ပြနေတဲ့တင်ငန်းစာတစ်ခုဖြစ်ကိုကြန့်ရှိနေစေပါဒီကနေ့ခေတ်မှာဒီရေရင်းသားကိုဖျက်သွားတဲ့ခီးသွားတွေဟာညာဘက်အချိန်မှာနံပါတ်၁၀ကိုမပြောမိအောင်လို့တတိထားကြနေတော့ပါပဲဘာလို့လဲဆိုရင်တကယ်လို့အိုကီကူကငြင်းညက်မှုမရသေးဘူးဆိုရင်သူ့ကိုလာနောက်ပြောင်နေတယ်ဆိုပြီးတော့ရေရင်းထဲကိုဆွဲခေါ်သွားမှာမလို့ပဲဖြစ်ပါတယ်